အားလုံးပဲမိကလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လဲပြောပြပြီးသွားမှာကတော့အသက်၃နှစ်အရွယ်သားလေးဟာအဖျားအရင်ကြီးပြီးသတိလေးသွားခဲ့ပါတယ်ဒီလိုနဲ့ဖခင်ဖြစ်သူဟာသတိလေးသွားတဲ့သားလေးကိုပွေးချီပြီးစီကံတစ်ခုကိုအရေးပေါ်ခေါ်သွားခဲ့ပါတယ်စီကံကိုရောက်တော့ဆရာဝန်တွေဟာခလေးလေးသတိပြန်ရလာအောင်ဆိုပြီးရင်ဘတ်ပေါ်ကနေရင်တွေးလောင်ချခဲ့တာကြောင့်ဒဏ်ရာအကြီးကြီးရသွားခဲ့တဲ့ဆိုတဲ့ထိုင်းနမေကြီးတရင်ကိုကျွန်တော်ပြန်လဲပြောပြပြီးသွားမှာပဲဖြစ်ပါတယ် ဖြစ်စဉ်ကတော့ဆယ်လပိုင်း29ရက်နေ့ဒီနေ့မနက်ကထိုင်းသတင်းတွေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံချွန်ဘူလီခရိုင်ဘုံဝင်းမြို့မှာပြီးခဲ့တဲ့24ရက်နေ့ညကအသက်3နှစ်အရွယ်တာလီဟာအဖျားအယံကြည့်ပြီးသတိလေးတွားခဲ့ပါတယ်။ဒီလိုနဲ့ဖခင်ဖြစ်သူဟာတာလီကိုအယံစိတ်ပူပြီးပွေးချီကချွန်ဘူလီခရိုင်ဘုံဝင်းမြို့မှာရှိတဲ့စီကံတစ်ခုကိုခေါ်သွားခဲ့ပါတယ်။ဟိုရောက်တော့စီကံမှာအမျိုးသမီး၄ဦးကိုတွေ့ရပြီးဆရာဝန်လက်ထောက်နှစမတအူနဲ့စီကံဝန်ထမ်းအမျိုးသမီး၃ဦးရှိနေခဲ့ပါတယ်။ဒီလိုနဲ့ဆရာဝန်လက်ထောက်နှစမဖြစ်သူက ကလေးကိုဆေးတလုံးထိုးပေးခဲ့ပြီး7မိနစ်အချိန်နေဆောင်ကြည့်ခဲ့ပါတယ်7မိနစ်ကြာသွားပြီးတဲ့နောက်မှာတော့ကလေးကသတိပြတ်မလဲလာတာကြောင့်နတ်သမားဟာဆရာဝန်ကိုခေါ်ခဲ့ပြီး ဆရာဝန်ရောက်လာတဲ့အခါမှာတော့ကလေးသတိပြန်ရလာအောင်လုပ်ဖို့အတွက်ကလေးရဲ့ရင်ဘတ်ပေါ်မှာတပတ်တစ်ခုကိုတင်ပြီးအပေါ်ကနေရင်နှွေးနဲ့လောင်းခဲ့ပါတယ်။အဲအခါမှာလည်းကလေးသတိပြန်မရလာတာကြောင့်ဆရာဝန်ဖြစ်သူကဒီပုံစံဆိုရင်နှွေးနဲ့မရဘူး။ဒီထက်ပိုပူတဲ့ရင်နှွေးပူယူလာဆိုပြီးပြောခဲ့ပါတယ်။ဒီလိုနဲ့စေကန်းဝန်ထမ်းတွေဟာရင်နှွေးပူယူလာပေးခဲ့ပြီးအပေါ်ကနေထပ်လောင်းချခဲ့ပါတယ်။အဲအခါမှာတော့တားလေးသတိပြန်ရလာအောင်ဆိုပြီးဆရာဝန်တွေရဲ့ရင်နှွေးနဲ့လောင်းတာကိုတွေးခဲ့တဲ့အဖိုးဖြစ်သူဟာဆရာဝန်ရဲ့လက်ကိုပုတ်ချခဲ့ပါတယ်။ ဲအချိန်မှာတော့ရေနွေတွေဟာကလေးရဲ့ကိုယ်ပေါ်မှာဖိတ်သွားပြီးအပူဒဏ်ကိုမခံနိုင်တာကြောင့်ကလေးဟာသတိပြန်လည်လာခဲ့ပါတယ်။သတိပြန်လည်လာခဲ့တဲ့ဆိုပေမဲ့ကလေးရဲ့ရင်ဘတ်ပေါ်မှာရေကြီးအိတ်တွေထားလာပြီးရေနွေလောင်နဲ့တန်ရာရရှိခဲ့တာကြောင့်ကလေးရဲ့မိဘတွေနဲ့ဆရာဝန်တွေဟာစေကမ်းမှစကားများခဲ့ကြပါတယ်။ နောက်ပြီးကလေးရဲ့အဖိုးဖြစ်သူပြောတာကအခုချိန်ထိစေကံဘတ်ကဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိသေးဘူး။မိလေးကတော့အဒီတန်ရာကြောင်းခံစားနေရပြီးအိတ်လို့မရတာကြောင့်ညတိုင်းထထငိုတယ်။လက်ရှိရဲစခန်းမှာအဒီစေကံကိုအမှုပွင့်ထားတယ်လို့ အသက်၃နှစ်အရွယ်ကလေးလေးရဲ့အဖိုးဖြစ်သူမှပြောပါရယ်။နောက်ပြီးစေကံဘက်ကပြောတာကအဒီလိုလောက်ရတာဟာကလေးရဲ့အသက်ကိုအချိန်မီကယ်တင်ခဲ့တဲ့နီလန်းတွေထဲကတစ်ခုဖြစ်ပြီးတကယ်လို့သာအဲ့လိုမလုပ်ခဲ့ဘူးဆိုရင်ကလေးသတိပြတ်မရတာအခမ်းမသိရင်တေဆုံးနာမျိုးတွေဖြစ်တတ်တယ်လို့စေကံဘက်ကပြောပါရယ်။လက်ရှိမှာတော့ဒီအမှုကိုအတိမပြုသေးပဲကလေးဘက်ကမိသားစုဝင်တွေရဲ့ပြောဆိုချက်နဲ့ဆရာဝန်တွေရဲ့ပြောဆိုချက်တွေကိုဆက်လက်စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ထိုင်းတဲ့တင်မှာပြောပါရယ်။